အဒီနေ့မှာမြန်မာကောတာတက်ဂရစ်အပြောင်းလဲပေါ့နော်တကြံဆိုတော့ကျွန်တော်တို့မြန်မာအပြောင်းနှစ်အပြောင်းလဲပေါ့နော်ထောင်တော့အရှစ်စနဲ့ခေါ်မော့ဗျာနော်မြန်မာတက်ဂရစ်ထောင်တော့အရှစ်စနဲ့ခေါ်မြန်မာကောတာတက်ဂရစ်အပြောင်းလဲမှာ ဘယ်နှစ်သားသမီးတွေကကံကောင်းပြီးတော့ဘယ်နှစ်သားသမီးတွေကကံညံ့နေလဲဘယ်နှစ်သားသမီးတွေကတော့ဘာတွေကိုဆောင်တဲ့လဲဘာတွေကိုရှောင်တဲ့လဲဆိုတဲ့အပိုင်းကြောင့်ဒီနေ့ live လွှင့်ပြီးတော့ပြောချင်ဖြစ်ပါတယ်။နောက်ရက်ဒီမှာကျွန်တော်တို့ဒီ၃လပိုင်းပြီးသွားပြီဆိုတော့ data ပိုင်းတက်လာတာအတွက်တွေပြန်တင်ပေးပါမယ်လို့เนาะအဲ၃လပိုင်းအခုလာနေပဲရှိသေးတယ်ဆို Okay လာမယ့်ညမကောသာတက်ဂရိတ်1389မှာမွေးဖွားမဲ့လူတွေကိုရင်ဆပြောမယ်ပေါ့เนาะ အဲ့တော့ညမာကောသတက်ခရစ်ပြောင်းသွားပြီဆိုလို့ရှိရင်တနင်္ဂနွေဟာကျွန်တော်တို့ဘင်္ဂမှာရှိနေပြီးတော့ဘောရဟုနဲ့ယာဟုတွေဟာမရဏမှာဖြစ်နေပါတယ်အဲ့တော့တော်တော်များဘောရဟုအတာစားတယ်လို့ယာဟုအတာစားတယ်လို့ဘောရဟုတာသမီးတွေကဒီလာမယ့်နှစ်မှာမကောင်းဘူးလို့ယာဟုတာသမီးတွေကမကောင်းဘူးလို့ပြောချင်တယ်ပြောမှာပေါ့ဘာလဲဆိုတော့ဒီနှစ်ရဲ့မဟာဘုတ်တန်ရောက်ကျွန်တော်ဘောရဟုတွေ ယာဟုတွေကမရဏတွေကိုသွားပြီးရောက်နေတာ哦အဲ့ဒါကြောင့်မလို့အတာစားတာတွေပြောချင်ပြောမယ်မကောင်းလို့လည်းပြောချင်ပြောမယ်เนาะခဏခဏလိုင်းကြတယ်ဟုတ်တယ်ခဏခဏလိုင်းကြတယ်အဲ့တော့စနေဒီလာမဲ့တကြံလုံပြီးဝိုင်းကလေးမွေးမဲ့လူတွေပေါ့နော်ဆိုလို့ရှိရင်တင်းကလေးနေမှာမွေးမဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘင်ကဘွားလေးဖြစ်မှာပေါ့နော်အဲ့တော့ဘင်ကဘွားရဲ့သဘောတရားကတော့သူ့ရဲ့အကြောင်းတရားလေးတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဘောတဟူးရာဟုမွေးမဲ့လူတွေကတော့မရဏဘွားလေးတွေဖြစ်သွားမှာပေါ့ တကြံကြော်ပြီးပါတယ်နိအဲ့တော့စနေမွေးမဲ့လူလေးတွေကအထုံးပွားဖြစ်သွားပါပေါ့နော်အင်္ဂါမွေးမဲ့လူလေးတွေကတိုက်ပွားဖြစ်သွားမယ်နောက်တစ်ခါကျွန်တော်တို့ဒီတောက်ကြမွေးတဲ့လူတွေကတော့ရာဇဘွားဖြစ်သွားတာပါဗျာနော်တနည်းလာမွေးတဲ့လူတွေကတော့ကျွန်တော်တို့မရဏဘွားဖြစ်ပြီးတော့ကျန်တော်ပရင်းနေမွေးတဲ့လူတွေကတော့အဓိပတိဘွားဖြစ်သွားတာပေါ့နော်အဲ့တော့အဘွားတွေထဲမှာတော့အောက်သုံးလုံးကတော့မကောင်းဘူးလို့ပြောကြတာပေါ့နော်အဲ့တော့မရဏရဲ့ဘင်္ဂရဲ့ပုရိယမကောင်းဘူးပေါ့နော် အဲ့တကယ်လို့များကလေးယူမယ်ဆိုလို့ရှိရင်တနင်္ဂနွေဘောဓုယာဟုတနင်္လာနေ့ဒီမှာရှောင်းပြီးမွေးမယ်ဆိုရင်တော့အဖွားကောင်းတာလေးရမယ်ပေါ့နော်ဒီခါလေးကျတော့ကလေးကလည်းသူထွက်ချင်ရင်တော့ထွက်တာပဲဘယ်နေ့နေနေကျွန်တော်တို့ဒီခါလေးကျတော့လည်းမွေးချင်တဲ့ကလေးကသူ့ဇာတာရသူမွေးလာတာပဲရွေးချယ်လို့တော့မရဘူးပေါ့နော်ဒါပေမဲ့ဘေးဒင်ကိန်းကနန်းရကြည့်မယ်ဆိုရင်တော့မာနဘွားတွေကမကောင်းဘူးဘင်ကဘွားတွေကမကောင်းဘူးပုရိဘွားတွေကမကောင်းဘူးစသဖြင့်ဒီလိုပြောဆိုတွေတဲမှာ တွေ့ရပါလိမ့်မယ်အဲဒီထဲမှာမကောင်းဆောင်တော့မရဏောနော်မရဏဘွားတွေမကောင်းတဲ့အတွက်ကြောင့်မတနင်းကနေရောင်နေမှာရှောင်မယ်ဆိုရင်တော့ပို့ပြီးတော့အဲခလေးမွေးတဲ့အခါမှာအဖွားကောင်းလေးတွေရမယ်ပေါ့နော်အဲကောင်းတာကတော့ကျွန်တော်စနေတို့နော်အဲပြီးသွားရင်ကျွန်တော်တောက်ကြာအင်းကကြာတာပရိဒီလိုအဖွားလေးတွေကောင်းတယ်ပေါ့နော်အဲတော့အခုကမြန်မာကောသာတက်ပြီးပြောင်းပြီးခလေးမွေးမယ်ဆိုရင်အဲအဖွားလေးတွေပဲပြချင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဖတ်မအောင်ဆုံးပြောချင်တာကတော့ကျွန်တော်တော့ဗောဓဟူးသားသမီးရာဟူးသားသမီးတွေကို ညံ့နေလို့တော့ဖမအောင်တော့ကျွန်တော်မတုံးတုံးချင်ဘူးဒါပေမဲ့လည်းဗုဒ္ဓဟူသာသမီရာဟုသာသမီတွေကကျွန်တော်တို့ဒီမဟာဘုံရမရဏမှာရှိနေတဲ့အတွက်ကြောင့်မလို့အရင်ကောင်းနေတာမျိုးတော့မဟုတ်ဘူးပေါ့နော်တတိတော့ထားတင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့တကယ်တမ်းစိုးနိုင်တာကကျွန်တော်တို့တနင်္လာသာသမီတွေကနည်းနည်းလေးကန်စိုးနိုင်ပါတယ်ဘာလို့တော့ဒီနေ့ရဲ့ဗုဒ္ဓဟူကသူတို့ရဲ့ဘုံမိဖြစ်နေတယ်မရဏကလေဆိုတော့ အဲ့တော့ဗုဒ္ဓဟူးနဲ့တနင်္လာနဲ့ဘယ်သူကပုံညံ့လဲလို့ပြောမယ်ဆိုရင်ကျွန်တော်အပြောဆိုရဆိုရင်တော့တနင်္လာသာသမီတွေကနည်းနည်းလေးအားနည်းနေပါတယ်ဒီတကြံကောသာတက်ခွတဲ့အပြောင်းလဲမှာပေါ့နော်နည်းနည်းလေးဂယူဆိုင်စီချိန်ပါတယ်တနင်္လာသာသမီတွေနည်းနည်းလေးအားနည်းနေတာတွားပြီးတွေ့ရတယ်ပြီးွားတဲ့အခါကျရင်ကျွန်တော်တို့ကျမ်းမာရေးရဂယူဆိုင်တင်လာတော့အင်္ဂါသာသမီတွေပေါ့နော်အင်္ဂါသာသမီတွေကျမ်းမာရေးနည်းနည်းလေးခြူခြားတာမျိုးတွေဖြစ်တတ်ပါတယ် ဒီကော့တကြံစာပေါ့နော်တကြံပြီးရင်ဖြစ်ပေါ်လာမှာပေါ့တော့ပေါ့နော်အင်္ဂါသားသမီးတွေတွေကျွန်တော်တို့ကျမ်းမာရေးညံ့တာမျိုးတွေကျွန်တော်စိတ်ယုံစေကံစသဖြင့်တက်ရတာမျိုးတွေအဲဘလောက်ပဲကျမ်းမာရေးကောင်းကောင်းကျမ်းမာရေးချူချတာမျိုးတွေနေထိုင်မကောင်းဖြစ်ဖို့အတွက်လွယ်တာမျိုးတွေအင်္ဂါသားသမီးတွေတွေ့ကြုံလာပါတယ်ခဏတော့တနင်္လာသားသမီးတွေကတော့လက်ပိတ်တာမျိုးတွေနော်ပြီးွားရင်ဘာလို့လို့အဆင်မပြေဖြစ်တာမျိုးတွေအတိုက်ခံများတာမျိုးတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကတောက်ကြသားသမီးတွေကတော့ဒီလာမဲ့ တနစ်တာအပိုင်းထားမှာငွေကုန်ကြေးကျများတတ်ပါတယ်ဆိုတော့ငွေကုန်ကြေးကျများတယ်ဆိုတာဗျာကောင်းတာလုပ်ပြီးတော့ငွေကုန်ကြေးကျများတာလည်းဖြစ်နိုင်ရောဆိုးတာလုပ်တာငွေကုန်ကြေးကျများတာလည်းဖြစ်နိုင်တယ်ဘာပြောပြောကိုယ့်ရဲ့ငွေကြေးကိစ္စအရင်းနဲ့ပတ်သက်ပြီးကိုယ့်မှာရှိနေတဲ့ဖြစ်စည်းတွေကိုသူ့ခွဲရောင်းချပြီးတော့အလွတ်လောက်ရတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်ငွေလိုအပ်လို့ကိုယ့်ရဲ့ဖြစ်စည်းတွေကိုပေါင်နာရောင်းချပြီးတော့ပြုလုပ်ရတာမျိုးတွေပေါ့နော်အဲ့တော့တောက်ကြသားသမီးတွေဒီလာမဲ့တနစ်တာမှာငွေကြေးကိစ္စအရင်းနဲ့ပတ်သက်ပြီးစုဖို့ဆောင်ဖို့အတွက်အားနည်းနေတဲ့အချိန်ကြီးပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းနဲ့ ကျွန်တော်တို့သားသမီးတွေကတော့ခဏပြောလို့အလုပ်နေရာအပြောင်းလဲတွေခဏခဏဖြစ်မယ်နေရာထိုင်ခင်းအပြောင်းလဲတွေဖြစ်မယ်မိမိရဲ့မွေးရည်မျိုးကိုစွန့်ပြီးတော့နိုင်ငံခြားသွားရတာမျိုးကြီးလည်းဖြစ်နိုင်တယ်ဒို့မို့ကိုယ့်ရဲ့မွေးရည်မျိုးကိုစုပြီးတော့တခြားတက်နေတဲ့ကြီးမှသွားပြီးအလုပ်လုပ်ရတာမျိုးကြီးလည်းဖြစ်နိုင်တယ်အဲ့တော့အိမ်မှာရှိနေတဲ့ကျွန်တော်တို့သားသမီးတွေအာကျွန်တော်တို့ဘယ်လိုခေါ်မလဲဒီတကြံပြီးသွားလို့ရှိရင်ခဏမငြိမ်ဘူးပေါ့နော်အိမ်မှာအိမ်မှာနေတာနည်းမယ်အပြင်ထွက် အပြင်ထွက်ပြီးလောလောရတာမျိုးဒါမှမဟုတ်လို့ရှိရင်သူတို့ကိုယ်တိုင်အပြင်ထွက်ရတာကြိုက်တာမျိုးလန်တလားတာမျိုးတွေပေါ့နော်ကျွန်တော်ပရိသသမီးတွေတွေ့ကြုံလာရမယ်ပေါ့နော်ပြီးွားလို့ရှိရင်ကျွန်တော်တို့ဘဒဟုသသမီးကြတော့မိတ်ဆွေအပေါင်းအသင်းမိတ်ဆွေအပေါင်းအသင်းတော့အကုန်ပါတာပေါ့နော်ကျွန်တော်စီးပွားရေးမိတ်ဆွေအပေါင်းအသင်းလည်းပါတယ်ပြီးတော့ကို့အမြဲတမ်းတွဲနေတဲ့တငယ်ချင်းမိတ်ဆွေတွေလည်းပါတာပေါ့နော်မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့အားနေတယ်အဲ့တော့လူလိန်ခံရတာမျိုးတွေနော်ပြီးတော့လူယုံတက်တာမျိုးတွေအဲ့တော့ဘဒဟုသသမီးရာဟုသသမီးတွေပေါ့ အဲ့ဒီအပိုင်းကြီးဖြစ်ပေါ်တတ်ပါတယ်ဘယူဆိုင်ပါဘာဖြစ်တတ်လဲလို့ပြောမယ်ဆိုလို့ရှိရင်ဥမာစက်တူရှယ်ယာလုံဆောင်ထားတဲ့လုပ်ငန်းတွေရှိတယ်ဆိုရင်ဘော်ဒူသားသမီးတွေလာမဲ့တကြံကောသာပြီးွားလို့ရှိရင်အဆင်မပြေတာမျိုးတွေအခက်အခဲကြုံတွေ့ရတာမျိုးတွေဒီလိုအပိုင်းခြားတွေကြုံတွေ့လာနိုင်တယ်အဲ့တော့ဂယူဆိုင်ဖို့အတွက်နံပါတ်1ချက်မှတ်ချက်ပါတယ်ပေါ့နော်အဲ့တော့နေ့တွေအကုန်လုံးပြီးတော့စနေသားသမီးပေါ့စနေသားသမီးကဒီအချိန်မှာ ဒီတကြံကောသာတက်ကရက်ပြောင်းသွားပြီစနေသားသမီးတွေကဘာလုပ်တင်လဲလို့ပြောမယ်ဆိုရင်ဂျားဝင်ပါတာတွေအတက်နိုင်ဆုံးရှောင်းချင်ပါအာမခံတဲ့ကိစ္စတွေရှောင်းချင်ပါနာမည်ကုန်တရင်ပြတ်တတ်ပါတယ်နော်မိမိရဲ့နာမည်ကုန်တရင်ကိုတိုက်ခိုက်မဲ့လူဒါမှမဟုတ်လို့ချင်းမိမိနာမည်ကုန်တရင်ကြဆင်းအောင်တချို့လူတွေကလှုပ်ဆောင်တာမျိုးတွေတွေ့ကြုံလာတာမျိုးတွေအဲကျွန်တော်ဖြစ်တတ်ပါတယ်ဂယုစိုက်ဖို့အတွက်လိုအပ်ပါတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းနဲ့နောက်တစ်ခုကကျွန်တော်တို့ ဒါဆိုတော်တော်ဆုံးသွားပါပြီเนาะအဲ့တော့ဒီကြမ်းမှာဘလူတွေကညံ့နေလေလို့ပြောမယ်ဆိုလို့ရှိရင်ခဏကျွန်တော်ပြောလို့ပေါ့เนาะတနင်္လာသာသမိတွေအနေငယ်ညံ့နေတယ်တနင်္ဂနွေသာသမိတွေအနေငယ်ညံ့နေတယ်ပြီးတော့အာဗောဓဟူသာသမိတွေအနေငယ်ညံ့နေအဲ့သာသမိတွေကကျွန်တော်တို့ဒီလာမနှစ်အပိုင်းခြားမှာကိုယ်အနေနဲ့ကန့်အခက်ခဲတွေကြုံတွေ့ရတာမျိုးတွေတခုခုလုံးမယ်ဆိုအခက်ခဲတွေကြော်ဖြတ်ပြီးတော့မှလှုပ်ဆောင်ရတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်အာကောင်းနေတာကတော့အမှန်တမ်းပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီစနေသာသမိတွေအထက်လျောက်အာကောင်းနေတာတော့တွေ့ရတယ် တောက်ကြသားသမီးတွေထားလျောက်အားကောင်းနေရတော့တွေ့ရတယ်ပြီးတော့ကျတော်ပတိသားသမီးတွေထားလျောက်အားကောင်းနေရတော့ပြီးတော့တွေ့ရပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ကနေတစ်ဆင့်ကြံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့တိဖို့အတွက်ရှောင်ရဆောင်ရလေးတွေကိုလာရောက်ပြောကြားခြင်းဖြစ်ပါတယ်အ ਨੇ ချင်းပဲပြောလိုက်တာပါအသေးစိတ်ဒီတွေကိုတော့နောက်မှပဲဗီဒီယိုဖိုင်တိတက်တင်ပြီးတော့ကျွန်တော်ဟောကြားပေးပါမယ်မြန်မာကောသတက်ကရစ်အပြောင်းလဲမှာ မိတ်ဆွေတို့တနင်္ဂနွေသားသမီးတွေဘာဖြစ်လာနိုင်လဲတနင်္လာတွေဘာဖြစ်လာနိုင်လဲဆိုတော့အသေးစိတ်ကျွန်တော်နောက်တော့မှဗီဒီယိုရိုက်ပြီးတော့ကျွန်တော်ဟောပေးပါမယ်ဒီနေ့ live ကတော့ခဏကျွန်တော်ပြောလို့မျိုးအဲ့တော့ဒီဒကြံကြော်သွားပြီဆိုလို့ရှိရင်တနင်္ဂနွေတနင်္လာဗုဒ္ဓဟူးတွေညံ့နေတတ်တယ်အဲ့ဒါလေးတွေနည်းနည်းဂရုစိုက်ပါအဲ့ဒါလေးလာပြီးတော့ information လာပေးခြင်းဖြစ်ပါတယ်ကြံတဲ့ဒီဒကြံကောသာတက်ခရစ်အလုံးမှာဖြစ်ပေါ်လာမယ့်အပိုင်းခြားတွေကိုတော့ဗီဒီယို file လေးနဲ့တင်ပေးပါမယ်ဒီလောက်ဆိုကျွန်တော်မိတ်ဆွေကြီးနေမယ်လို့ထင်ပါတယ်အားလုံးပဲ ကိုယ်ကြီးကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။